Hello ဒီနေ့ကတော့ဒီငါမကြီးတီချက်တစ်ခွက်ရှိရုံနဲ့နောက်ထပ်ဘာဟင်းမှချက်เสียမလို့တော့ဘူးလို့ပြောရင်ယုံပါလားဒီဗီဒီယိုလေးတွေမကြည့်ခင်မှာဟင်းချက်မြင်သိချင် like and subscribe လေးလုပ်ခဲ့ဖို့တော့မမေ့နဲ့နော်ပထမဦးဆုံးမကြီးတီကိုရေစင်အောင်စေးပါမယ်ရှင် သူကကြတော့မကြီးသီးကိုနာနာလေးခြေပြီးတော့ဆေးရတယ်ပြီးတော့အမိုက်လည်းပါတဲ့အတွက်ကြောင့်မလို့ဘောနော်3-5ထက်လောက်ဆေးရပါမယ်ပြီးရင်တော့ရေနည်းနည်းလေးနဲ့မကြီးသီးကိုပြုတ်ထားလိုက်ပါမယ်ရှင်အဲမကြီးသီးချက်နဲ့အလိုက်ဖက်ဆုံးကတော့ငဒံပါပဲဘာလို့ဆိုသူကကြတော့အယိုးလေးနဲ့အစီလေးရှိတဲ့အတွက်ကြောင့်မလို့ဘောနော်သူကအသားလေးများတယ်ဒါကြောင့်မလို့ငဒံအောင်ပဲသုံးဖြစ်လိုက်ပါတယ် ထမဆုံးအနေနဲ့ငတန်ကိုစားဟင်းချုံမုတ်ချက်သားမုတ်အယောင်ကျင်မုတ်ရဲ့ပြီးတော့ဒီစနွေးမုတ်ရဲ့ထည့်ပြီးတော့9မိနစ်10မိနစ်လောက်အရသာတွေစိတ်ဝင်စားတဲ့အထီးပေါ့နော်အာနေပြီးတော့နှက်ထားပေးရပါမယ်ရှင်။ ပြီးရင်တော့ခရမ်းချင်းကြီးကို အခုလိုမျိုးအနေထားလေးတွေအတုံးတုံးလေးတွေတုံးပြီးတော့စိတ်ထားပါမယ်ကိုကအနစ်ငယ်ငယ်လေးစားရှင်နေဆိုရင်တော့ခရမ်းချင်သေးကိုများများလေးသုံးပါတော့ညီမကတော့ဒီမှာခုနှလုံးလောက်တော့သုံးထားပါရဲ့မကြီးသီးလေးရပြီဆိုရင်တော့ညီမတို့ဒီမကြီးသီးကိုဟိုခြေပါမယ်မကြီးသီးကိုသူကခြေတဲ့အချိန်မှာအာခြေနေအောင်ခြေရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော် အခုညီမပြထားသလိုပဲခြေပါမယ်ဇွန်းနဲ့ခြေရတာအားမရတဲ့အတွက်ကြောင့်မလို့လက်အိတ်ဆုပ်ပြီးတော့ကိုဟောက်ကိုပဲလက်နဲ့ခြေလိုက်ပါတယ်ဒါလေးကတော့ပို့ပြီးတော့အဆင်ပြေရလို့ထင်ပါတယ် ပြီးရင်တော့စီလေးနည်းနည်းလေးထည့်ပြီးတော့ခုနကဒီဟိုပါဗောဒီငဒန်တွေကိုအာညီမတို့စီလေးနည်းနည်းလေးနဲ့လိတ်ပါမယ်သူ့အစီလေးတွေထွက်လာပြီးမွေးတဲ့အထိပေါ့နော်လိတ်ပါမယ်ရှင်ပြီးတော့ရေလေးနည်းနည်းထည့်ပြီးတော့အဖုံးအုပ်ပြီးတော့ဒီငားတွေနူးလာတဲ့အထိထားလိုက်ပါမယ်နော် စီလေးလည်းထွက်လာပြီးအနံ့လေးလည်းမွေးလာပြီဆိုရင်တော့သူ့ကိုခဏလေးဖယ်ထားလိုက်ပါမယ်။ပြီးရင်တော့အိုးထဲမှာညီမတို့ဒီခုနကအာဒီခရမ်းချင်းကြီးဖြတ်ထားတာလေးရယ်ပြီးရင်ဒီချက်သူနီချက်သူဖြူနည်းနည်းရယ်ငရုတ်သီးရယ်ကြိတ်ထားတာလေးတွေကိုထည့်ပါမယ်။ငပိချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ငပိကိုလည်းကိုလိုတလောက်နည်းနည်းလေးထည့်ပါမယ်။အရသာအတွက်ချက်သားမုံရယ်စာဟင်းချုံမုံရယ်တခါတည်းထည့်ပါမယ်နော်။ ဒီဗီဒီယိုထဲမှာမပါလိုက်တာက စီလေးလေးနည်းနည်းလေးထည့်ရပါမယ်เนาะပြီးရင်တော့ရေလေးနည်းနည်းထည့်ပြီးတော့ဒီအရသာတွေအားလုံးနှက်ဆက်သွားအောင်လို့မွေလိုက်ပါမယ်ရှင်ပြီးရင်တော့ခရမ်းချင်းသီးတွေကိုကြက်လာတဲ့အထိရေလေးထည့်လိုက်အမ်ပြီးရင်မွေလိုက်ဒီလိုလေးပဲပေါ့เนาะလုံးရပါမယ် ခင်းချင်းကြီးရေမကြေသေးတဲ့အတွက်နောက်ထပ်9မိနစ်10မိနစ်လောက်ရေလေးထည့်ပြီးတော့ထပ်လုံးလိုက်ပါမယ်။သူကခင်းချင်းကြီးအလုံးချိန်မှပူစားလို့ကောင်းတာပေါ့နော်။မကြေတကြေဆိုရင်တိတ်စားလို့မကောင်းပါဘူး။အခုလိုမျိုးခရမ်းချင်းကြီးတွေစီလေးလဲထွက်လာပြီးအနံ့လေးတွေလဲမွေးလာပြီးဆိုရင်တော့အခုနကအာငဒံလေးတွေကိုထည့်လိုက်မယ်နော် တခုပြောဖို့မိနေတာငတန်ဝယ်တဲ့အခါကျရင်ငတန်ကိုအမ်ချောင်းငတန်လို့ပြောပြီးတော့ဝယ်ရင်ပို့ပြီးတော့အဆင်ပြေရယ်ဒီမွေးမြူရေးငတန်ကကြတော့နုံးစော်အရန်နံနေအဲ့ဒါကြောင့်ကိုကချောင်းငတန်ကိုပို့ပြီးတော့အားပေးတယ်ပေါ့နော်ဒီချောင်းငတန်ကဈေးလည်းနည်းနည်းတော့ပိုများတယ်အဲဒါပေမဲ့ဟင်းဆက်တဲ့အချိန်မှာကျရင်အနှံ့လုံးဝမထွက်ဘူးပေါ့နော်ဒါကြောင့်အမ်ဒီငတန်ဝယ်မယ်ဆိုရင်တော့ချောင်းငတန်ပဲအားပေးဖြစ်ပါတယ်အမ်ပြီးရင်တော့ခုနကခြေထားတဲ့မကြီးသေးတွေကိုခွက်တစ်ခုထဲမှာထည့်ပါမယ်ရှင်။ အချင်းအတွက်ဒီမကြီးရေကိုတော့လိုတလိုထဲ့ပြီးတော့ရေလေးနဲ့ရောရောပြီးတော့ဒီအရသာမြည်ပြီးတော့ချက်လို့ရပါတယ်အဲ့ဒါမှဒီအချင်းအရသာကိုကမန်းလို့ရမှာပေါ့နော်ဒီတိုင်းမင်းဆိုရင်တော့ပြောရတာတော့နည်းနည်းခက်တယ်အချင်းလေးနည်းနည်းထည့်လိုက်ရေလေးနည်းနည်းထည့်လိုက်ဒီလိုပဲပေါ့နော်ကိုလိုချင်တဲ့အချင်းရောက်ပြီဆိုရင်တော့ဒါမကြီးသေးကိုမထည့်လဲရပါတယ်အရင်ချင်သွားတယ်ဆိုရင်ရေလေးထည့်လိုက်အဲ့လိုမျိုးလေးလုပ်လို့ရတယ်ပေါ့နော် ပြီးရင်အပေါ်ကနေညီမတို့ရဲ့ဒါကိုနန်းနန်းပင်ကြိုက်တယ်ဆိုရင်နန်းနန်းပင်အုပ်လို့ရတယ်အဲပင်စိမ်းလေးကတော့ပို့ပြီးတော့မွေးတယ်ပေါ့နော်ပင်စိမ်းလေးအပေါ်ကနေအုပ်လိုက်ပါမယ်ဒီမကြီးကြီးချက်ကမြန်မာလူမျိုးတွေရဲ့ပါဇက်နဲ့ကွက်တီပဲဘာလို့လဲဆိုတော့အိမ်နဲ့အိမ်မှာဒီဟင်းလေးတစ်မျိုးပဲချက်တယ်ဆိုရင်တခြားဘာမှမလိုအပ်ဘူးတစ်မျိုးတည်းနဲ့လုံးဝပွဲသိမ့်တဲ့ဟင်းပါပဲရှင်ဒါကတော့ ဒါကြောင့်အခုလိုမျိုးဟင်းချက်နီးတွေကိုသိကျင်နေဆိုရင်တော့ဂျူလိုင်ကစ်ချန်ကို like and subscribe လုပ်ခဲ့ဖို့တော့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တတ